လူတွေဟာကိုလုံးထာကိုပြန်ရတယ်လို့ပြောတယ်။ကံတရားရဲ့သဘောတရားကိုလုံးထာကိုပြန်ရတယ်။အဲ့ဒါကိုပဲဆိုတာရှိတယ်လေ။ What we so we reap ဆိုကိုဆိုင်ပြောတာကိုပြန်မဲရိတ်သိမ်းရတာဆို။ကိုပြန်ရတယ်လို့ဆို။ကိုဆိုင်တဲ့သီးနဲ့ပေါ့မှာပဲလေ။ကိုပါဆိုင်နေတယ်လေ။ ကိုကဒူးဆရာအလုပ်တွေလုပ်တယ်ဆိုရင်အဲ့ဒီဒူးဆရာအကျိုးတွေကိုပြန်ရမှာပဲကိုမရဘူးလို့သူတွေကထင်နေကြတယ်ဥပမာသူများတဲ့တတ်တယ်အေးကိုပြန်တတ်ခါမဲ့အခြေအနေရောက်လာတရားဥစ္စာခိုးတယ်ကိုပစ္စည်းခိုးခံသူတော်ဘာတာမယာစော်ရမယ်ကိုစော်ခါခံဟောဒူးဆရာစော်အဲ့ဒီပုံစံလာတယ်ဒါနဲ့ပတ်သက်ပြီးရှင်းရှင်းလေးရေးထားတာကံတရားတွေရဲ့သဘာဝဟာတဲ့ ကိုကသူများကိုဒုက္ခရောက်အောင်လုံးလိုက်တယ်အဲ့ဒီဒုက္ခကသူများကိုတွားပြီးတော့နှိပ်စက်တယ်အဲ့ဒီကိုလုံးလိုက်တဲ့ဒုက္ခဟာတုံ့ပြန်ပြီးတော့ကိုယ်စီတစ်ချိန်ကျတော့ပြန်ရောက်လာတယ်အဲ့ဒီဒုက္ခမျိုးပြန်ရောက်လာသကုပါလမထေရဲ့အလောင်းဆိုရင်မျက်စိဆေးဆရာဖြစ်တော့ကသူများကိုမျက်စင်းခတ်ပြီးတော့ကောင်းအောင်လုပ်ခဲ့တယ် အဲ့ဒီကန်းအောင်လုတ်ခဲ့တဲ့အကုသူကဖြစ်တရားဘဝမှာကိုယ်မျက်စိကန်းသူများကို လုတ်ခဲ့တဲ့သူများကို ပေးခဲ့တဲ့ဒုက္ခကိုပြန်ရအဲ့ဒါကံတရားတွေရဲ့သဘောပါပဲ